Star Channel ပရိသတ်များအားလုံးပဲမင်္ဂလာပါခင်ဗျာအခုတစ်ခေါက်တင်ဆက်ပေးမှာကတော့ Hiroshima ထက်ဆယ်စားပြင်းတဲ့ nuclear ဒုံးကျည်ကို American B52H မှာတပ်ဆင်ပြီးစမ်းသပ်ပြန်တမ်းနေဆိုတဲ့သတင်းကိုတင်ဆက်ပေးမှာဖြစ်ပါတယ် American နိုင်ငံက Hiroshima ပေါ်ကျဲခဲ့တဲ့ nuclear ဘုံးထက်ဆယ်စားပိုပြင်းတဲ့ nuclear ဒုံးကျည်ကိုပထမဆုံးအကြိမ်လေယာဉ်မှာတပ်ဆင်ပြီးစမ်းသပ်ပြန်တမ်းမှုပြုလုပ်ခဲ့ပါတယ်အဲ့ဒီလေယာဉ်မှာတက်ဆင်စံသက်ပြန်တမ်းမှုကိုတော့အောက်တိုဘာလကုန်ပိုင်းကပြုလုပ်ခဲ့တာလည်းဖြစ်ပါတယ် B52H ဘုံကျဲလေယာဉ်ကြီးမှာတော့ P20 ရှိတဲ့ AGM 181 long range stand off လို့ခေါ်တဲ့ကိုပြောက် nuclear cruise ဒုံးကြီး2စင်းကိုတက်ဆင်ပြီးတော့ပြန်တမ်းပြခဲ့တာပါ။လေကြောင်းအထူးပြုဓာတ်ပုံဆရာဖြစ်တဲ့ Iran Radio ကလည်းပဲ California မှာ ပေါင်4,800အလေးချိန်ရှိတဲ့ Torch 52လို့ခေါ်တဲ့ B52A Stand Fortress လေယာဉ်ကြီးမှာ AGM 181နျူကလ িয়ার ဒုံးကြီးနှစ်ဆင်းတက်ဆင်ပြန်တန်းနေတာကိုဓာတ်ပုံရယူမှတ်တမ်းတင်နိုင်ခဲ့ကြောင်းပြောပါတယ်။သူကတော့အော်တိုဘားလ29ရက်နေ့ကလည်းပဲ Owen Valley ပေါ်မှာဖြတ်ပြီးတော့ပြန်တန်းသွားတာကိုဓာတ်ပုံရိုက်ကူးနိုင်ခဲ့ပြီးအဲဒီတုန်းကအမျိုးအမည်မသိတဲ့ဒုံးကြီးနှစ်ဆင်းတက်ဆင်ထားတာကိုမြင်တွေ့ခဲ့ရပါတယ်တဲ့။အရင်ကမမြင်ခဲ့ဘူးတဲ့ဒုံးကြီးဖြစ်တာကြောင့်ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းကစမ်းသပ်နေခဲ့တဲ့ AGM 181 Nuclear Cruise ဒုံးကြီးဖြစ်မယ်လို့ယုံကြည်ကြောင်းပြောဆိုခဲ့ပါတယ်။ အမေရိကန်လေတပ်အရာရှိတွေကတော့နျူကလ িয়ার ခရုစ်တုံးကြီးစမ်းသပ်ပြတ်ခတ်ခဲ့မှုအလွန်ကိုအောင်မြင်ကြောင်းနဲ့စက်တိုက်ဆိုသလိုမျိုးစမ်းသပ်နေဆဲဖြစ်ကြောင်းဝန်ခံခဲ့တာပဲဖြစ်ပါတယ်ခင်ဗျာယေရှုအားပေးကြတဲ့ပရိသတ်များအားလုံးကိုလည်းကျေးဇူးအထူးပဲတင်ရှိပါတယ်ခင်ဗျာ Star Channel ရဲ့ YouTube Channel ကို Like and Subscribe လေးလုပ်ခဲ့ကြပါအောင်ခင်ဗျာ